အားလုံးပဲမင်္ဂလာပါခင်ဗျာ Phoe Ever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလီဝတာနယ်ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတာအခြေအနေခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။အထူးမိုးလီဝတာအနေနဲ့မိုးသစ်ထန်စွာရောက်သွင်းခြင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေအခြေချင်းအခြေအနေသတိပေးချက်များနဲ့နောက်ဆုံးရမုန်တိုင်းသတင်းထူးများအပါအဝင်အောက်တိုဘာလပတ်စာမိုးလီဝတာကြိုတင်ခန့်မှန်းချက်များကိုပါတင်ဆက်ပေးတော်မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးသက်ထန်စွာရာသွန်းခြင်းကြောင့်မြေရှည်ချင်းသတိပေးချက်များနဲ့မြေအခြေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့22ရက်ဆယ်လ2025ခုနှစ်လနက်6နာရီခွဲအချိန်တိုင်းထွာချက်အရမြေရည်အခြေအနေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမြေကြီးနားမြေရာမနေ့ကညနေကနေ7နာရီတွင်တက်ကြမရှိရပ်တန့်နေပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူဂျင်ကတော့32.8ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနေဆုံးပူဂျင်ကတော့14.5ဒီဂရီဆယ်စီယပ်ပဲဖြစ်ပါတယ်ခင်ဗျာ မြကျင်းနားမြေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်859စင်တီမီတာ28ဘီကန်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါပဲ။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ AR မြေအထက်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါမယ်။ရန်ဖန်ရန်ကား AR မြေစုံအထက်ပိုင်းမှာနေရာကွက်ရိပ်မိုးတက်ထန်စွာရာသွုံးမှုတွေကြောင့်မြကျင်းနားမြေရဲ့ကြာဆင်းနေရမှာပြတ်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးအထက်ပိုင်းကချစ်ပြည်နယ်တစ်ခုလုံးမြမပီမြောင်ပိုင်းစုံဒေသများနဲ့ ။ AR မြင့်အထက်ပိုင်းမေခမလိခမြန်ဝမ်ဒေတာများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါမယ်။ AR မြေရိုးတစ်ချောင်းနဲ့ချင်းရင်းမြေရိုးတစ်ချောင်းမြေကန်းဒီမြေနိတ်ဒေတာများနဲ့မြေနူချုံများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆလဘီချင်းရမြေအချင်းတွေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာခန်းနီမြေဟာမရိကန်ညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ် မုံရွာမြင့်ရမင်းကညနေကနေ12နာရီတွင်လေးလံမကန်ထက်ကြသွားပါတယ်။ချင်းတမြင့်ရထက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။တူကမြင့်ရကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာမျိုးတွေရဲ့မြင့်ရများဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီးရာရီမြင့်ရအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပမော်မျိုးရွှေကူမျိုးကတာမျိုးထီးချိုင်းမျိုးတပိတ်ချင်းမျိုးမန္တလေးမျိုးစကိုင်းမျိုးမြင်းမှုမျိုးပခုတ်ကူမျိုးညာဦးမျိုး 6မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာမြို့နယ်ဇလုံးမြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အေယော်ရီမြို့ရဲ့မြေတက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော်မှာဖြစ်ပါရခင်ဗျာ။အေယော်ရီမြို့အထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရဖန်ရခာအေယော်ရီမြို့ဆောင်အထက်ပိုင်းမှာနေရာကွက်၍မိုးသက်သက်စွာရောက်သွင်းခြင်းများကြောင့်မြေကျဉ်းသားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေရုံမှာဖြစ်ပါရခင်ဗျာ။ ဇကားနိုင်ဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါမယ်။ AR မြို့တစ်လျှောက်နဲ့ချင်းရွှေမြို့တစ်လျှောက်မြေကန်းဒီမြေနိဒေသများနဲ့မြေနူးကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။နောက်တဲ့2025ခုနှစ်အောက်တိုဘာလတတိယပတ်ဆက်ရက်အတွင်း မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလီဘီးယားနဲ့ရဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာပုံမှုအားကောင်းသောမှုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်ဘင်္ဂလားပင်လယ်အော်အရှိအလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တဲ့မှာတိမ်ထူရက်နိုင်ပါတယ်မိုးအခြေအနေနဲ့မိုးရွာရက်ကတော့မိုးရွာသွန်းမှုအခြေအနေမှာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာရွာသွန်းမြက်ထက်ပိုနိုင်ပြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရွာသွန်းမြက်အောက်ယွန်းနေနိုင်ကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယင်ပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရွာသွန်းမြက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ9ရက်မှ9ရက်ခန့်နဲ့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၃ရက်မှ၆ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။မြေရေအခြေအနေကတော့အရီမြေဟာမြစ်ကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့နဲ့တပိတ်ချင်းမြို့တို့မှာတပိမနှစ်လက်မကန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးမန္တလေးမြို့စကိုင်းမြို့မြင်းမှုမြို့ပခုတ်ကူမြို့ညောင်ဦးမြို့ချောင်းမြို့မင်းမှုမြို့ မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ဟင်းသာမြို့နဲ့ဇလုံမြို့တို့မှာတပေခွဲမှာနှစ်ပေခွဲခန့်လက်ရှိရေမှန်များအောက်ကြားဆင်းလာနိုင်ပါတယ်။ချင်းရွှေမြေရခန်းနီမြို့ဟ ோம் လင်းမြို့ဖောင်းပြင်းမြို့မော်လိုက်မြို့နဲ့ကလေးဝါမြို့တို့မှာတပေခွဲမှာနှစ်ပေခွဲခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပြီးမင်းငယ်မြို့ကန်နီမြို့နဲ့မုံရွာမြို့တို့မှာတပေမှတပေခွဲခန့်အထိလက်ရှိရေမှန်များအောက်ကြားဆင်းလာနိုင်ပါတယ်။မြေတားမြေဟာကလေးမြို့မှာနှစ်ပေခန့် ဒုံထဝရီမြေဟာဒီဘောမျိုးမှာပေဝက်ခန့်ပကိုးမြေရဟာစောင်းတူမျိုးနဲ့ပကိုးမျိုးတို့မှာပေဝက်မှတပေခွဲခန့်ငဝင်မြေဟာတာပေါင်းမျိုးနဲ့ပသိမ်မျိုးတို့မှာပေဝက်စီခန့်ဘီလင်းမြေဟာဘီလင်းမျိုးမှာပေဝက်ခန့်လက်ရှိရေမများအထက် မြင့်တက်လာနိုင်ပြီးဒုံထဝရီမြေဟာရွှေစာရံနဲ့မြင့်ငယ်မြစ်တို့တွင်တပေစီခန့်စစ်တောင်းမြေဟာတောင်ငူမျိုးနဲ့မတောင်းမျိုးမှာနှစ်ပေခန့်စီရွှေချင်းမြေဟာရွှေချင်းမျိုးမှာတပေခန့်တန်လွင်မြေဟာဖန်အံမျိုးမှာနှစ်ပေခန့် တောင်းရင်မြေဟာမြောက်ဝရီမြို့မှာတပေကန့်ငဝင်မြေဟာငတိုင်းချောင်းမြို့မှာနှစ်ပေကန့်နဲ့တိုးမြေကြီးဟာမအူပင်မြို့မှာနှစ်ပေကန့်လက်ရှိရေမှန်များအောက်ကျဆင်းလာနိုင်ပါ रे ခင်ဗျာဆလဘီမိုးဒလာမှာထုတ်ပြန်ထားတဲ့မုံတန်းနဲ့ပတ်သက်တဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါ रे ခင်ဗျာရတိမြမဆန်တော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရတောင်ရုပ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်တောင်ဘက်သို့ဖြင်းညင်းစွာရွေ့လျားခဲ့ပြီးပုံမှုအားကောင်းလာနိုင်က အနောက်တောင်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးဒေတာတွဲမိုးလေဝသခန့်မှန်းချက်အရဘင်္ဂလားပင်လယ်ော်အိန္ဒိယသမုဒ္ဒရာနဲ့အာရိယပင်လယ်တို့မှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရဲ့ဝန်းနဲ့မုန်တိုင်းများရဲ့အခြေအနေမိုးရွာသွန်းနိုင်မဲ့အခြေအနေများကတော့အော်တိုဘာလ24ရက်နေ့မှာဆက်၍အနောက်တောင်မုတ်တုံလေဟာအသင့်တင့်ပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်။မိုးကြီးကျယ်ရွာသွန်းနိုင်မဲ့ဒေတာများကတော့ကချင်ပြည်နယ်နဲ့နာဂဒေတာတို့မှာမိုးကြီးမှာဖြစ်ပါတယ်။ခမ်းမန်းမိုးရေချိန်မှာ 296မီလီမီတာမှ328မီလီမီတာ73လက်မကန်အထိရွာသွန်းနိုင်ပါတယ်။မိုးအတန်တင့်ရွာသွန်းမဲ့ဒေသများကတော့ကယားနဲ့ကရင်ဒေသများမှာလွယ်ရည်ကြံတပြီလုံးမှာမိုးအတန်တင့်ရွာသွန်းမှာဖြစ်ပါတယ်။ပဲဆိုင်တောင်လူများသတိထားပြင်ဆင်သင့်ပါတယ်။ရေဝင်ချင်းမှာကာကွယ်ရန်ပဲစတင်ကြဲချခြင်းကလေးကထဲဖြင့်နက်နက်ဆွဲကရေမွေ့နိုင်စေရန်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ခင်ဗျာ။ဆလဘီမိုးလေဝသနဲ့ဇလဗေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ နေ့စဉ်မိုးလူသအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်16:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေသောအာကောင်းသောလေပြင်းနှင့်ရေဝင်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါအာကောင်းသောလေပြင်းနှင့်ရေဝင်ဟာအနောက်အနောက်ရောက်ဖက်သို့ရွေ့ရှားနိုင်ပြီး22ရက်စဲလာ2025ရက်နေ့မှာဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းလွန်နဲ့ အန်တာဘရစ်တောင်ပိုင်းကမ်းခြေတို့ကိုမှုံတိုင်းငယ်အဖြစ်သို့၎င်းထိုမှတစ်ဆင့်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးပုံမှန်အားကောင်းလာနိုင်က23ရက်ဆယ်လ2025ရက်နေ့မှာအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းနဲ့အန်တာဘရစ်တောင်ပိုင်းကမ်းခြေတွေကိုဝင်ရောက်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထက်တက်မှတိမ်ထူထပ်နေပါတယ်။ဒီနေ့မိုးနဲ့ချိန်ကြီးခန့်မှန်းချက်ကတော့ နေပြီးတော့ ARD တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပြီးနေပြည်တော်မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ မန္တလေးမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ဟုံးမလင်းမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မြင်းကြီးသားမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းအမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။အော်လမန်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။ စစ်တွင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောရမယ်။လားရှုံမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောရမယ်။တောင်ကြီးမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောရမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောရမယ်ခင်ဗျာ။မိုးတိမ်တောင်ပြပေါ်မှုအခြေအနေကတော့နေပြီးတော့ ARD တိုင်းနေသားကြီးတနင်္လာတိုင်းနေသားကြီးချင်းပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ပြထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေးမြင့်တိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်မြေမှာလှိုင်းနေငယ်မှာလှိုင်းအစ်တင်ရှိပါမယ်လှိုင်းမြေမှာမြမကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လယ်မြေတို့မှာ၄ပေမှာ9ပေကန်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်နေပြီးတော့နဲ့ဒီအတွက်အတွက်မနက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးထချင်းနေချိန်ထချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ် ရန်ကုန်မြို့နယ်နီးတွိုက်တွဲမနေ့ဖြန်မိုးတဲချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်တွဲမနေ့ဖြန်မိုးတဲချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျာ။